ဒီတစ်ခါနည်းနည်းလေးဟုတ်တယ်မဲ့မဲ့လေးအရန်ပေါ်သွားတယ်ပေါ့အဲ့လိုတော့ပြောချင်ပါတယ်အဲ့ဒီမဲ့ကြောက်ပဲအရန်ကိုကြက်တထနေအောင်ဟုတ် အမျိုးသားတွေကတော့အရန်ကြိုက်နေတဲ့သဘောမှာတော့တွေ့ပါတယ်ဒီလိုမျိုးတွေမြင်ချင်တာတော့ဘာလို့ဆိုတော့သွကြည့်လိုက်တာအမျိုးသားတွေရဲ့မှန်ပါပဲလို့ဘာတစ်ခုမှခွဲစိတ်ပြပြင်ထားတာမရှိပါဘူးလို့အဲ့လိုတော့တကယ်ရင်ထဲစပေါ်တွေကပြောတာပေါ့နော်။သူများဝယ်ဘာဖြစ်ဦးသလား။အမီဝင့်ရေကိုသူက sensitive ဖြစ်တာ။အဲ့တော့ကိုကအယမ်းမိုက်တာ။အမီဘာလုံးလိုက်လုံးလိုက်လှုပ်ခတ်တယ်။ဆိုတော့အဲ့တော့လေးကအမီချိန်နဲ့နေရတာပါ။ဟုတ်။ ီဖွက်ပွဲမှာပေါ့နော်ဖက်ရှင်ချိန်းတာပေါ့ဘာလို့ပထမဆိုတော့ခါမမဝတ်ဘူးတဲ့အရန်ကမှခက်ဆန်နေတဲ့ဖက်ရှင်လေးဝတ်ထားဖြစ်ပါတယ်ဟုတ်မှန်ပါတယ်အမီဆရာတော်တွေဖုံးဖုံးနေနဲ့ဟိုသတ္တနာပြုတဲ့ပွဲဆိုထမိန်ဝေးရမယ်လေဒီလိုမျိုးပွဲကြတော့အမီတို့ကနုပညာရှင်တယောက်လို့ကိုယ်ကိုခံယူလိုက်တဲ့နေ့ကနေစပြီးတော့စိတ်ဆက်ကြရရုတ်ထင်ရတော့တာပဲဆိုတော့အဲ့ဒါက အမှန်တရားပါပဲဟုတ်ဒီတစ်ခါနည်းနည်းလေးဟုတ်တယ်မှဲ့မှဲ့လေးရမ်းပေါ်သွားတယ်ပေါ့အဲ့လိုတော့ပြောချင်ပါတယ်အဲ့ဒီမဲကြောက်ပဲအရန်ကိုကြက်တထနေအောင်ဟုတ်ဒါပေမဲ့အမျိုးသားတွေကတော့အရန်ကြိုက်နေတဲ့သဘောမှတော့တွေ့ပါတယ်ဒီလိုမျိုးတွေမြင်ချင်တာတော့ဘာလို့ဆိုတော့တွေ့ကြည့်လိုက်တာအမျိုးသားတွေရဲ့မှတ်ပါပဲလို့ဆိုတော့ကြည့်ရတာမိမိကလေးတွေကကြတော့အဆင်မပြေဘူးပေါ့နော်အဲ့လိုမျိုးလေးတော့မြင်ပါတယ်ဟုတ် သူများဝယ်ဘာဖြစ်ဦးသလားအမီဝင့်ရေကိုသူက sensitive ဖြစ်တာအဲ့ဒါကိုကအယမ်းမိုက်တာအမီဘာလုံးလဲလုံးလဲလှုပ်ခတ်တယ်ဆိုတော့အဲ့ဒါလေးကအမီကျဉ်တ်နေရတာပါဟုတ်ပြောလဲပဲဘာဖြစ်လို့လဲဆိုအမီ view ဆိုင်လို့မရဘူးလေဘာဖြစ်လို့လဲဆိုတော့အဲ့လှုပ်ဖြစ်နေတာရောအလှုပ်ဖြစ်နေတဲ့အတွက်အမီဝိတ်ဝိတ်ရတယ်ဆိုတဲ့သဘောပေါ့ပြောခဲ့ပါတယ်အဲ့တုန်းကလည်းအလှုပ်သဘောရဝိတ်ရတာပါဆိုပြီးတော့အမီတခါတည်းကမှကြိုသိခဲ့ပြီးပြောခဲ့တာပါဟုတ်ပုံမှန်ပြင်ပါတော့ဒီလို မပါဘူးအမိခေါဘဝွေဝတ်တယ်ဟိုခလေးဆက်ဆန်ဆိုရင်နည်းနည်းပေါ့ပေါ့ရေဘက်ပဲပေါ်တာပေါ့အဲ့လောက်ထိတော့မပေါ်တော့မဝတ်ဘူးပါအဲ့လိုမျိုးကကြတော့ဒါပြီးမှတော့ဖတ်သားဖတ်လာနေတဲ့တော့ဘူးပေါ့ညဘက်ဆိုတော့ကားနဲ့မမြင်ရရင်တော့ဝတ်ပါတယ်အမျိုးအယက်မြင်ရတယ်မဝတ်ပါဘူးဟုတ်ပျော်တယ်ပျော်တယ်ဆိုတာတခါမှမဝတ်တဲ့ fashion ဖြစ်တဲ့အတွက်ကျင်နေပါတယ်အယက်စိတ်ထဲမှာဝတ်ပြီးတော့ဟဲ့မစိုးပါဘူးလို့ဟို high class ဖြစ်ပါတယ်ပေါ့နော်ခံစားချက်လေအဲ့လိုရှိပါတယ် လိုက်ပါတယ်ပေါ့အဲ့လိုမျိုးခံစားချက်လေးတော့ရှိပါတယ်ယူသားလူကြီးကတိုက်ကြတယ်ဆိုတာကဘာကိုကြည့်ပြီးတော့မသိဘူးကြည့်ရတာအမီဒီလိုမဝက်ဘူးတော့ဒီဖက်ရှင်နဲ့လိုက်လို့ကြိုက်တာနေမှာပါအဲ့ဒီတော့ဝတ်ထားတဲ့အဖြူနဲ့ပေါ့နော်အဲ့အဲ့ကြောင့်နေမှာပါဟုတ်အရင်နဲ့လေဒါရှိနေဗီဒီယိုမှာလည်းဖြည့်ပြည့်နော်ကိုရန်ကပစ္စည်းရှိရတယ်မှာပါတယ်ဆိုပြီးပစ္စည်းရှိရဟောနောက်ဆိုင်နဲ့မောက်ကုန်ပြီမှန်ပါတယ်အခုကျအမီဝိတ်ချ7ပေါင်လောက်ကျသွားပြီပေါ့နော်ဆိုတော့နောက်7ပေါင်ချဖို့ရှိသေးတယ်ဆိုတော့ မစိုးပါဘူးအခုကထပ်ပြီးတော့ဝတ်မှာပါနောက်ဆိုရင်တော့အမီကိုပုံစံမျိုးစုံနဲ့တစ်ခါတွေ့ရင် fashion တမျိုးနဲ့တွေ့မှာပါလို့ပြောချင်ပါတယ်ဟုတ်ကျိုက်ပါတယ်ဘာဖြစ်လို့လဲဆိုတော့အမီတို့ကငယ်တဲ့ချိန်ပဲဝတ်ရမှာလေ။ဘာလို့ဆိုကိုကအကုန်လုံးချက်သွားနေမှာမဟုတ်တာ။ဖုံးသိတဲ့နေရာကိုဖုံးထားပါတယ်။ဒါပေမဲ့ fashion တစ်ခုနေတဲ့ပဲဝတ်ထားတာဖြစ်တဲ့အတွက်အများမြင်မှာလည်းအရန်ဆိုင်မနေပါဘူး။အမီအဲ့လိုမြင်ပါတယ်။ဒါပေမဲ့တေချာကြည့်တဲ့လူတွေကတော့ ကြည့်လို့ကြည့်လို့ပဲဖြစ်မှာပေါ့နော်အမေလူတိုင်းဝတ်နေပါတယ်အမီမမဟုတ်ဘူးပေါ့ဟုတ်ဒါပေမဲ့အမီဝတ်တဲ့ချိန်မှာတော့အရန်ကမှပိုစိတ်ဝင်စားသွားတာတော့တွေ့ရပါတယ်ဟုတ်ဘာတစ်ခုမှခွဲစိတ်ပြပြင်းထားတာမရှိပါဘူးလို့အဲ့လိုတော့တကယ်ရင်ထဲစပေါ်တဲ့ကပြောတာပေါ့နော်အဲနောက်ဆိုရင်လည်းအမီဂျင်နေပါစော့ပြီးရင်တော့ဘယ်လိုပုံစံနဲ့လာမလဲဆိုတာလေးလည်းရှိတွေ့ရမှာပါလို့ပြောချင်ပါဟုတ်အမေတို့အဲ့အင်ဂျီကိုဝတ်ပြီးတော့လေအကုတ်ကိုခဏခဏဆွဲနေတာအမီပဲ နောက်ဆုံးဘေးကလူတော်မှာအမဒီတိုင်းလွတ်ထားလိုက်ဘာဖြစ်ဘူးတော့ပြောယူရတယ်ဆိုရှက်တော့ရှက်နေရပေါ့နော်ပရမဆိုတော့ဒါပေမဲ့တဖြည်းဖြည်းနဲ့တော့အသားကျသွားမယ်လို့ဘူးရင်ဝင်ရင်တော့တသားတည်းဖြစ်သွားမယ်လို့တော့မြင်ပါတယ်ဟုတ်ကြိုက်လာရေပေါ့အဲ့လိုဝင်လာအဲနည်းနည်းမိုက်တော့မိုက်ပါတယ်ဖက်ရှင်ဆိုတော့လေနည်းနည်းဆင်ပြေပါတယ်ဟုတ်ကဲ့အကျိုးလို့ဆိုလို့ရှိရင်ဒါမရှိလို့တော့မှဒါစီလီကွန်တွေပါတယ်တော့မှထည့်နေရတယ်ဟုတ်တယ်အဲ့ဆိုကိုကအေးဆေးပဲဒီတိုင်းလေးဝတ်လိုက်တာနဲ့ဆင်ပြေနေရဆိုတော့ကောင်းပါတယ် နဲ့ပတ်သက်ပြီးတော့ဘယ်လောက်ထိရောတာသဘောကျလေးကလေးတယောက်နေလို့ဆိုရင်อืมအဲ့နေတော့သဘောကျတယ်ပေါ့လိုက်နေရပေါ့တက်တော့မှလည်းမီတင်ထားတယ်ပေါ့နော်ဆိုတော့1 million ရတော့ဖြစ်သွားအဲ့ post တစ်ခုတည်းဆိုတော့ချက်ချင်းတက်တာပေါ့နော်မစိုးပါဘူးအမီသဘောကျပါအဲ့တော့မြို့သားလူကြီးကတော့ဆက်လက်မြင်နေတင်ရအောင် ဟောနောက်လည်းပဲအမီဝတ်မှာပါလို့ fashion နဲ့ပတ်သက်ပြီးတော့ပေါ့နော်ဘာလို့လဲဆိုတော့အမီပြောထားပြီးသားပါဒီနှစ်ကအမီအနုပညာကိုလုံမဲ့နှစ်ဖြစ်တဲ့အတွက်အနုပညာလုပ်တယ်ဆိုတော့မင်းကပေါ်ဖို့လားဆိုတာမပြောပါနဲ့ fashion ဆိုတာသူ့နေရာနဲ့သူဝေးရတာပါဘုန်းကြီးကျောင်းသွားပြီးတော့မှဒီလိုအင်းကြီးသွင်းရင်တော့အမီက အရေးတော်ယူသင့်တယ်ပေါ့နော်ဒီလိုမျိုးနေရာမှာဝတ်တယ်ဆိုတာကာလန်ဒေသန်ကိုရွေးပြီးတော့မှအမီဝေးရတာဖြစ်တဲ့အတွက်အမီကတော့ဝေဖန်လဲဘာမှဖြစ်ပါဘူးလို့ပြောချင်ပါတယ်။ဒါဆိုဝေဖန်လဲဆိုတာအမီမို့လို့ဝေဖန်တာစိတ်ထဲကဘာလုံးလိုက်လုံးလိုက်ရောက်နေလို့ဝေဖန်တာဝေဖန်တဲ့လူကျစိုးကတင်နေတာအမီကမဟုတ်ရင်ဂယုမဆောင်ကိုဖြစ်နေမှာပေါ့ဝေလိုက်မှမသိဘူးလေခုကျတော့သိသွားတဲ့အတွက်ကိုအမီပျော်နေပါတယ်လို့ပြောချင်ပါတယ်။ ဟုတ်အာယောက်ျားမေးမပေါ့နော်လူကြီးလူငယ်မရွေးအမိကိုအမြဲတမ်းအခုချိန်ထိစပေါ်ကြတဲ့ဟာစိတ်ဝင်စားပြီးတော့မှတစ်တိချာချာလေးဝေဖန်ပိုင်းခြားပေးနေတဲ့ရောက်ချင်းစီတန်းကိုကျေးဇူးများတင်ပါတယ်ဆိုတော့ဒီနေ့ fashion ကတော့အမိတကြံမှုလေးဖြစ်နေတဲ့အတွက်တကြံ fashion လေးလို့ခန်းစားပြီးတော့ဝစ်လာတာပါတခါတည်းပြောလိုက်တာပါအဲ့လိုကျေးဇူးများတင်ပါတယ်ဟုတ်